ကင်မရာနဲ့တော့ရိုင်းမထားမရင်ဘယ်သူမှယုံမှမဟုတ်တဲ့ဘေနိဆန်ဆန်ဖြစ်ရများအပိုင်းနှစ်ဒီဗီဒီယိုမှာတော့အမတ်မတင်ဗီဒီယိုရိုက်ကူးမိခဲ့တဲ့ထထူးဆန်ဆန်ဖြစ်ရတဲ့အဆက်ကိုမျှဝေပေးသွားမှာပါလက်ခံမှုခက်ခဲတဲ့ကိစ္စတွေကလူတွေကိုခေါင်းချောက်သွားစေခဲ့ပါတယ်အဲဒီကိစ္စတွေအတွက်တီးခြားတဲ့အဖြေလည်းမရခဲ့ပါဘူးဘယ်လိုမျိုးနေဆက်ပါနေအောင်မလဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပါလူမျိုးသူမျိုးနေရာကကိုရီတိုင်းကထထူးဆန်တဲ့တရားဝါတကောင်ကောင်ရဲ့အိမ်လေလို့ဖြစ်နေတတ်ပါတယ် စူဇန်ရှာဖွေသူတယောက်ကတော့ဂူတဲမွေငင်တေချာကြည့်ခဲ့လို့ဒုက္ခမရောက်ခဲ့တာပါအဲ့ဒီဂူရှိကိုရောက်သွားတဲ့အချိန်မှာသူကအတွင်းကိုတင်ချာကြည့်နေခဲ့ပါတယ်။အစကတော့ဂူတွင်းမှာပေါင်မဲနေလို့ဘာမှမတွေ့ခဲ့ရပါဘူး။ခဏကြာမှတော့စူးရှားတဲ့မျက်လုံးနှလုံးကိုတွေ့ရပြီးကြက်သိမ်းထသွားခဲ့ရတာပါ။အထက်မှာသတ္တဝါကြီးကမျက်လုံးမှိတ်ပြီးမှီးနေရကနေမျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်တွေမျိုးပါပဲ။ဒီမျက်လုံးကကြက်သိမ်းထစရာလည်းကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ရန်မှုမဲ့ပုံစံမရှိပဲဒီတိုင်းစိုက်ကြည့်နေခဲ့တာပါ။ဒီတိုင်းကြည့်လိုက်ရင်တော့ တောချင်းတဲ့ကောင်ရဲ့မျက်လုံးမျိုးနဲ့တူလာပါရင်စူးစမ်းရှာဖွေသူလည်းစက်ချနေရင်အန်ရင်ဖြစ်လာပါဆိုလို့အမြန်ပြန်ဆုတ်လာခဲ့ရတာပါဒီအချိန်မှာပဲမျက်လုံးကလည်းပြန်ပိတ်သွားပါရင်အထင်းကတရဝါကတည်းပြန်အိတ်သွားပြီလို့ပဲယူဆလိုက်ရပါပါဒီတစ်ခေါက်ကတော့ကုရဲကထူးဆန်းတဲ့တရဝါတကောင်အကြောင်းကိုပြောပြပေးသွားမှာပါ တဲကနာရဲ့တောင်တန်းတွေကိုဖျက်ပြီးခီးနေနေတဲ့တောင်တသမားတယောက်ကဂိုတလုံးကိုတွဲလို့သွားဆက်ဆုလိုက်ပါရင်ဒီအချိန်မှာပဲထူးထူးဆန်းဆန်းသတ္တဝါတစ်ကောင်နဲ့ပတ်ပင်တိုးခဲ့ရတာပါဒီကောင်ကသူ့ကိုတေချာဆိုင်ချနေပါရင်သူ့မျက်လုံးတွေကပြူပြူဝိုင်းဝိုင်းပုံစံမျိုးပါပဲအလင်းရောင်နေနေရှိနေလို့သတ္တဝါရဲ့ပုံစံကိုလည်းရိုးရိုးရိပ်ရိပ်ပုံဖန်နိုင်ခဲ့ပါရင်ဒါပေမဲ့ဒီသတ္တဝါရဲ့ပုံစံကသူ့တည်နိုင်တဲ့အတိုင်းအတာအထက်ကျော်လွန်နေခဲ့တာပါဘာမှမသိတာကြောင့်တောင်တသမားလည်းဗီဒီယိုမြင်မြင်ရိုက်ပြီးနောက်ပြန်ဆုတ်ခဲ့ပါရင်ဒီသတ္တဝါကြီးအကြောင်းကိုဒေတာခန်နေစီမေးကြည့်တော့လေတေချာတဲ့အဖြစ်မရခဲ့ပါဘူး ထူးဆန်းတဲ့ဒီဗီဒီယိုကတော့နမည်ကြီးတစ်တော်ကအန်ဒရူးဒေါ်ဆင်ကရိုက်ကူးမိခဲ့တာပါအဲဒီတော့ကဒေါ်ဆင်တယောက်ကနေဒါရဲ့ဂျက်စပါအမျိုးသားဥယျာဉ်ထဲမှာကားရှောင်ပေါင်းနေခဲ့တာပါပေါင်းရင်ကျမှာတော့နှင်းလွှမ်းနဲ့တောင်ရှူကင်းနေရှိနေပါတယ်ဒေါ်ဆင်ကတောင်တန်းကြီးကိုကြည့်ပြီးကောင်းပေါင်းနေတော့မှပဲထူးခြားမှုတစ်ခုကိုတွေ့လို့ဖုန်းထုတ်ပြီးဗီဒီယိုရလိုက်ပါတယ်အဲ့ဒါကတော့တောင်တန်းအစွန်းပေါ်ကနေထိုးထွက်နေတဲ့လှုပ်လှုပ်ရွရွအရေးကြီးတစ်ခုပါပဲအရေးစားကတက်ရှိဘယ်သူလဲမဆိုကြီးမားနေတာကိုသိတာပါတယ် ခဏကြာတော့အရင်ကြီးနဲ့တောင်ဆောင်ကြပါပြန်ပြောင်းသွားခဲ့ရတာပါဒီကိစ္စကတစ်တော့မှလည်းအငင်းပွားတဲ့ကိစ္စတစ်ခုဖြစ်ခဲ့ရပါတယ်ဒါကတော့ကယ်လီဖိုးနီးယားမှာရိုက်ကူးခဲ့တာပါ2017ခုနှစ်ဇွန်လတုန်းကကျောင်းသားတို့ကမြောက်ကယ်လီဖိုးနီးယားရဲ့မာဘယ်တောင်တန်းတွေကိုစခန်းချကေးထွက်ခဲ့ကြပါတယ်သူတို့တက်သွားတဲ့လမ်းကြောင်းမှာတစ်ကိုင်းတွေကိုချိုးပြီးလုံထားတဲ့အင်းတလုံးကိုတွေ့တော့အာအသင်ခဲ့ရပါသေးတယ်သူတို့လည်းတော်ရင်စခန်းချသမားတရားရောက်စောက်ထားတာဖြစ်မဲ့ထင်ပြီးရှေ့ဆက်သွားခဲ့ကြတာပါ လမ်းထောက်နားတဲ့အချိန်မှာပဲចောင်းသားတယောက်ကထိုးဆန်းတာကိုလှမ်းတွေ့လိုက်ရပါတယ်ပြီးတော့အလုံးကိုလက်ညှိုးထိုးပြနေခဲ့ပါတယ်လက်ညှိုးထိုးရာကိုလှမ်းကြည့်လိုက်တော့တောင်ကုန်းပေါ်မှာအေယာမပုံရင်တစ်ခုကိုတွေ့လိုက်ရပါတယ်ဒီပုံရင်ကြီးကသူတို့ကိုလမ်းကြည့်နေပုံရပြီးဟောဒီဒီရှောက်သွားနေခဲ့တာပါခံမန်းကြီးရဒီအကြီးကရှစ်ပေလောက်အထိရှိပါတယ်နောက်ပြီးတတော်လေးလေးထွားထွားကြမ်းကြမ်းကြီးမျိုးပါပဲလက်တွေကလည်းပုံမှန်ထက်ရှင်နေတာသိတာနေပါတယ်ကျောင်းသားတွေကဒီကုန်းကြီးကိုဘေးဖုလို့ပဲတတ်မှတ်လိုက်ကြပါတယ်ဘာပဲလဲဆိုရင်မြောက်ကယ်လီဖိုးနီးယားရဲ့ Brad Crit ဒေတာက Bayfo တွေကြက်စားတက်နေဆိုရင်နာမည်ကြီးနေလို့ပါပဲဒီနေရာကတော့ကဘာကျော် Green Canyon မှာရှိနေပါတယ်ဒါပေမဲ့အများပြည်သူသွားလာခွင့်ပိတ်ပင်ခံထားတဲ့နေရာတစ်ခုပါဒီဗီဒီယိုကိုတော့ဆက်စောကြတဲ့လူတို့ချုပ်ကရိုက်ကူးခဲ့တာပါအဲ့နေရာက Net Feeling တရားနေရာပါပဲဒီလိုတွေကသွာလာခွင့်ကန့်သက်ခံထားတဲ့နေရာကိုခိုးဝင်ပြီးဗီဒီယိုရှောက်ရိုက်ခဲ့ကြပါတယ်ဒီအချိန်မှာပဲအေယာမတကားကြီးပိတ်နေတဲ့ပုံစံကိုတောင်စောင်းမှာတွေ့လိုက်ရတာပါဗီဒီယိုရိုက်တဲ့သူတွေကဒီအရာကြီးကိုလှုပ်ဝက်တကားကြီးလိုပဲတေးချပြောနေခဲ့ကြတာဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီနေရာအထိရောက်အောင်မသွားနိုင်ခဲ့ပါဘူးဒီလိုရိုက်မိတာနဲ့နေသူတို့အတွက်တော်တော်လေးကိုထူးဆန်းနေပါပြီအစိုးရကလည်းအကြောင်းမရှိဒီနေရာကိုသွားလာခွင့်ပိတ်ထားခဲ့တဲ့အတွက်ထင်ကြအောင်ထင်ကြတဲ့ကောလာဟလတွေလည်းပိုပြန့်လာခဲ့ကြပါရင်တိတိကျကျအကြောင်းရင်းကိုတော့ဘယ်သူမှမပြောနိုင်ခဲ့ကြပါဘူးနေရွှေချုံချုံအကောင်သေးသေးနဲ့တငယ်တွေကအပြင်းပါရောရှိတဲ့ကြပါသလား ဒီကိစ္စအတွက်တိကျတဲ့အဖြေမရှိပါဘူး။ဒါပေမဲ့ Torrent Scan ချတဲ့အဖွဲတစ်ဖွဲကတော့ဒီလိုပုံစံမျိုးနှစ်ကောင်ကိုမျက်ဝါးထင်ထင်တွေ့ခဲ့ကြတာပါ။သူတို့တွေ့ခဲ့တဲ့နှစ်ကောင်မှာတစ်ကောင်ကနတ်ငယ်ပုံစံရှိပြီးနောက်တစ်ကောင်ကတော့စူးစူးဝါးဝါးပုံစံရှိနေခဲ့ပါတယ်။နောက်ပြီးသူတို့ကနားမလည်တဲ့အတန်အနေနဲ့စကားပြောနေခဲ့ကြတာပါ။ကြည့်ရတာအနေနဲ့ပြုမဲ့ပုံစံမရှိပဲစကားလာပြောတဲ့ပုံစံမျိုးပါပဲ။ Scan ချအဖွဲကတော့သူတို့မြင်ရတာကိုမယုံနိုင်ဖြစ်နေကြပါတယ်။တချို့ကလည်းတော့၆တာလို့ထင်နေကြတာပါ။ဒါပေမဲ့ဒီအဖြစ်အပျက်ကိုဗီဒီယိုရိုက်ထားနိုင်တဲ့အတွက်ငင်းခုံမှုတွေလည်းဖြစ်လာခဲ့ပါတယ်။ ဒီကောင်ဒီကောင်ခဏအကြာမှာတောထဲထွက်ပြေးပြီးပျောက်ွယ်သွားကြတာပါတချို့ကတော့နဲ့တငယ်တပိုင်းမင်းစားတပိုင်းလိုယူဆကြသလိုတချို့ကတော့တောထဲမှာနေတဲ့သူတွေအစားမပြီးဒီပုံစံဖြစ်သွားရတာလို့မှတ်ယူကြပါရင်ဒါပေမဲ့ဒီယူဆချက်ကတော့တိကျတဲ့သက်တည်တွေမရှိခဲ့ပါဘူးစံကျယ်မှုတွေနဲ့စံတွယ်နေတဲ့နေရာတွေမှာစိုက်ဗီးရီးယားဒေသလည်းအပါအဝင်ပါပဲ။အစာကလေးကလူသူအယောက်ပေါက်နေပါသလိုနှစ်တန်းချီကြောက်ဖြစ်ယုံကျွင်းနေခဏခဏတွေ့ရတဲ့နေရာလေးဖြစ်ပါရင်အခုဗီဒီယိုကတော့စိုက်ဗီးရီးယားနယ်စပ်တဲ့နေရာမှာရိုက်ကူးမိခဲ့တာပါ။ တူဒီတနာလုံးနေတဲ့လူတချို့ကအီယာမတရဝါ၄កောင်ထက်မနေလမ်းလျှောက်နေတာကိုတွေ့ပြီးခက်ဝဲဝဲကနေမှတ်တမ်းတင်ခဲ့ပါတယ်ဒီတရဝါတွေကလူနဲ့တူလုံးလှတာတော့အမှန်ပါပဲပါသွားတဲ့လူတချို့ကဒီ၄កောင်ရဲ့ခလန်းလမ်းမှာဒီកောင်ထက်ရှိသေးတယ်လို့လည်းပြောခဲ့ကြတာပါအဲ့ဒီဒီកောင်ကိုတော့ဗီဒီယိုထဲမှာကောင်းကောင်းမမြင်ရပါဘူးဒါပေမဲ့ဒီ၄កောင်ရဲ့ပွင့်နေတဲ့စမ်းချင်မှုတွေကအလုံးလောက်နေပါပြီဒီဗီဒီယိုနဲ့အတူစိုက်ဘီးရီးယားရဲ့လူသူမရောက်နိုင်တဲ့နေရာမှာထူးထူးဆန်းဆန်းတရဝါကြီးတွေတက်တက်ရှိနေကြတာလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာခဲ့ပါတယ်ဖလော်ရီဒါကလည်းဘေးဖိုးတွေနဲ့ပတ်သက်ရင်တိမ်မစိမ့်လာပါဘူးဒီကောင်ကြီးတွေကို ဟိုနာရိတ်ရိတ်ဒီနာရိတ်ရိတ်တွေ့ဘူးကြားတဲ့သူတွေများလို့ပါပဲ2012ခုနှစ်မေလတော့ကစင်တာဟောင်းစတေးစီဘရောင်းနဲ့တားဖြစ်သူဖလော်ရီဒါပြည်နယ်ကွင်းစီမြို့အနီးကဒိုရီယာပြည်နယ်ဥယျာဉ်မှာဒေါ်ရစ်ကန်ချာတဲထုတ်အိတ်ခဲ့ကြပါတယ်သူတို့ရဲ့ရွေးချက်ကလည်းဘေးဖို့ကိုရှာဖို့ပါပဲဒါပေမဲ့နောက်နေ့မနက်မှရှာကြပါပါအိတ်ဖို့ပြင်ဆင်နေတော့မှပဲအဝေးကပြေးလာတဲ့ခြေတန်းကြီးကိုကြားလိုက်ပြီးတားဖားနဲ့အောင်စလုံးထားထိုင်လိုက်ကြပါတယ်ဒီခြေတန်းကအကျဲလဲကျဲကျဲလဲကျဲနေခဲ့တာပါ ဒီချိန်မှာ Stacy Brown ကအပူချိန်တိုင်းကင်မရာကိုယူလိုက်ပြီးအတန်းလာရကိုကောက်ချိန်လိုက်ပါတယ်။ကင်မရာကပုံရိပ်ကိုတွေ့တော့မယုံနိုင်အောင်ဖြစ်သွားခဲ့ရတာပါ။ကင်မရာထဲမှာတော့ကြီးမားတဲ့လူပုံစံအကောင်ကြီးကအေယာမခြေလမ်းကျဲကြီးတွေနဲ့ဒေါ်ရဲကိုခုံပြေးနေတာကိုတွေ့လိုက်ရတာပါ။နောက်ပြီးပြေးတဲ့ပုံစံကလည်းဥတီချက်မရှိပါဘူး။ကလေးတွေစောနေတယ်လို့မျိုးဟိုဒီဒီပြေးနေကြတာပါ။ဒီအချိန်မှာတားဖာလည်းတဲနာကခွာပြီးကုန်တင်ကားပေါ်တက်နေကြရပါတယ်။ဒီခုခုဆိုရင်မောင်းပြေးလို့ရအောင်ပါ။ကင်မရာကိုတေချာကြည့်တော့သူတို့ရှာနေတဲ့ဘေးဖုလိုပဲယူဆလိုက်ပါတယ်။ ဒါပေမဲ့သူတို့ရှာတာတိလို့ဘေးဖူကကိုတင်ထွက်ပြပြီး6လတဲ့သဘောမျိုးတော်ဖြစ်နေကြတာပေါ့။နောက်နေ့မနေ့မှာတော့တားဖားနေအောင်လဲတဲတွေကိုပြန်သိမ်းပြီးတန်းဖြုတ်လာခဲ့ကြပါရင်။အိမ်ပြန်မဆောင်နေတဲ့ဒီတားဖားကတော့ဘေးဖူကိုနီးကန်တွေ့ခဲ့ရတာပေါ့။အဖေဖြစ်သူကတားလေးကိုရုပ်ကားလေးပေါ်တင်ပြီးတွန်းနေတဲ့အချိန်မှာဒီလိုကြုံခဲ့ရတာဖြစ်ပါရင်။ခြံဆက်တစ်ပင်နောက်ကတရှဲချင်းမိတန်ကြားလို့အဖေကလည်းလှမ်းကြည့်လိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲလှလှရရအရေးတစ်ခုကိုတွေ့လိုက်ရတာပေါ့။သမိတ်ဆန်တကောင်လားဆိုပြီးတော့တေချာကြည့်လိုက်ချိန်မှာပဲအေယာမဘေးဖူကြီးကိုတွေ့လိုက်ရတာပေါ့။ ဒီကောင်ကြီးကတားအဖကိုစိုက်ကြည့်နေခဲ့လို့အဖေဖြစ်သူကကြံသိမ်းထသွားခဲ့ပါတယ်။တကယ်ဆိုရင်သူတို့နေရာကလူပြဲတဲ့နေရာတော့မဟုတ်ပါဘူး။ကံကောင်းတာကတော့ဒီတရဝါကြီးကဘာအနေမှမပေးပဲဒီတိုင်းထွက်သွားတာပါပဲ။တားဖြစ်သူနဲ့ကစားနေရာကိုဗီဒီယိုရိုက်ထားတဲ့အဖေကဒီကောင်ကြီးရလာတာကိုလည်းရိုက်ထားနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဘေးဖူတွေအကြောင်းတက်တဲ့တခုရလာခဲ့တာပါ။ပေရူတောင်တန်သမားတဖွဲ့ကြုံခဲ့ရတဲ့ဒီကိစ္စကလည်းယုတ်ဒီဆန်မှုတွေကိုမေးခွန်းထုတ်နေခဲ့ပါတယ်။သူတို့ကခက်ဝဲဝဲတောင်တန်းပေါ်ကတန်ရာဖြစ်စရာလှုပ်ရှားမှုတွေကိုဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် quality တိမ်မကောင်းမှုဆိုပေမဲ့ထူးဆန်းတဲ့ကိစ္စဆိုတာကိုတော့သိကြစေခဲ့ပါတယ်။အထူးသဖြင့်တောင်တန်းရဲ့အရွယ်ဆောင်တောင်ပေါ်မှာရှိနေတဲ့ကြောင်တုံးတွေရဲ့အရွယ်နဲ့လျှော့လျော့ရော့ရော့ဖြစ်နေတဲ့အရိတ်တွေရဲ့အရွယ်ကိုနှိုင်းယှဉ်ခြင်းပို့တည်တာပါတယ်။ဒီအရိတ်ကလူနဲ့တူပေမဲ့လူထက်အများကြီးပိုကြီးတာကိုလည်းပေါ်လွင်နေကြတာပါ။နောက်ပြီးအရိတ်ကတစ်ခုတည်းတော့မဟုတ်ပါဘူး။အရိတ်နှစ်ခုရှိပြီးနှစ်ခုစလုံးကလည်းလှုပ်ရှားနေကြတာဖြစ်ပါတယ်။ တကယ်တော့အဲ့တောင်ကလည်းလူမရောက်နိုင်တဲ့တောင်မဟုတ်ပါဘူးဒါပေမဲ့ဒီအရင်နဲ့ပတ်သက်တဲ့သဲလုံစားကြတော့လည်းရှာမတွေ့ခဲ့ကြပါဘူးဒီလိုနဲ့ဒီကိစ္စကထူးဆန်းတဲ့ကိစ္စဖြစ်ကြံနေရစ်ခဲ့ရပါတယ်နှစ်နောက်ဆက်ကခုနှစ်လောက်တုန်းကထိုင်းရဲ့လူသူအယောက်ပေါက်နေတဲ့ဂိုတခုတဲကနေအေယာမအယိုးစုကြီးတခုကိုတူးဖော်ခဲ့ရပူပါတယ်ဒီအယိုးစုကြီးကလူသားဆိုတာကတော့ဒေချာနေခဲ့ပါတယ်ပြီးတော့အယိုးစုကြီးနားမှာအေယာမမွေကြီးတကောင်ရဲ့ရုပ်ကျင်းလည်းရှိနေခဲ့တာပါဒီတွေ့ရှိမှုကသူ့တေတီတွေကိုရောတမိုင်းပညာရှင်တွေကိုပါအလုံးရှုပ်စေခဲ့ပါတယ် ဒါပေမဲ့တိကျတဲ့အထောက်အထားတော့ထွက်မလာခဲ့ပါဘူး။ခံမှန်းချက်တွေရလူနဲ့မွေကြီးတော့အပြင်းထန်တိုက်ခိုက်ပြီးနှစ်ဖက်စလုံးရှုံးနေသွားခဲ့တယ်လို့ပဲယူဆခဲ့ကြပါရင်ဒီဗီဒီယိုကလည်း베푸ရှိနေတာကိုတက်တည်ပြနေခဲ့ပါရင်စမ်းချောင်းတင်တင်လေးပေါ်ကနေ ATV မောင်းရင်သွားနေတဲ့လူတယောက်ကသူ့အရှိမပေါ်လာတဲ့베푸တကောင်ကိုလှမ်းတွေ့လိုက်ပါရင်အဲဒါကြောင့်အနောက်ကလိုက်လာတဲ့လူတယောက်ကိုလှမ်းပြောလိုက်တာပေါ့အဲဒီလူကလည်းကင်မရာထုတ်ပြီးဗီဒီယိုရိုက်ထားလိုက်ပါရင်သူတို့တွေ့လိုက်ရတဲ့베푸ရဲ့အမြင်ကခွန်နေခွဲလောက်ရှိပါရင်နောက်ပြီးလူကိုတွေ့တော့တစ်ချက်ရဲ့ကြည့်ပြီးတပင်းနေနောက်ပြေးဝင်ပြောက်ွယ်သွားခဲ့ရတာပါ ကနေဒါနိုင်ငံအက်စပါရာဘီနဲ့ဆက်စကန်ချီဝမ်မြစ်မြောက်ပိုင်းမှာရေးပေါ်အခြေအနေတစ်ခုဖြစ်နေလို့ကယ်ဆယ်ရေးအဖွဲ့လဲဒေါ်ရင်စီဆိုင်ကယ် ATB နဲ့အခင်းဖျားကိုခီးနေနေကြရပါတယ်ဒေါ်ရင်တလန်တလျှောက်ဒုံဆိုင်ပေါင်းနေတော့မှာပဲတပ်ပင်နေနောက်မှာမတင်ကားစရာရေးတစ်ခုကိုလှမ်းတွေးလိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့ ATB ကအရှိန်ရှော့လို့မရတဲ့အတွက်အဲ့ဒီအနားကိုဖျက်သွားခဲ့ရပါတယ်နောက်မှာတထားတဲ့ကင်မရာကရိုက်ထားတာကိုပြန်ဖွင့်ပြီးကြည့်ခဲ့ရပါတယ်ဒီအချိန်မှာပဲဘေးဖို့ရေတကောင်ကိုတွေးလိုက်ရတယ်ဆိုတာသိသွားပါတယ် ပုံစံကလူသားပုံစံဖြစ်နေပေမယ့်အမွေးအမြင်ထူထဲတာရဲ့ထွားကြိုက်တဲ့ခန္ဓာကိုယ်ရည်ကိုကြည့်ပြီးဒီလိုမှတ်ချက်ချနိုင်ခဲ့တာပါ။ကံကောင်းတာကအဲ့အနာကိုရောက်သွားခဲ့တာတော့မှဒီတရဝါကြီးကရံမပြုတ်ခဲ့တာပဲဖြစ်ပါရင်ကတ်တကီပြီးနေအမ်ဘန်နီမြို့မှာဖြစ်ခဲ့တဲ့ကိစ္စကတော့အိရှင်တွေကိုအတော်လေးထိတ်လန့်စေခဲ့တာပါ။အဲ့ဒီအချိန်ကညာအိချိန်ဖြစ်လို့အားလုံးကတကားပြေးပြီးအိမ်ထဲမှာပဲနေခဲ့ကြပါရင်ဒီအချိန်မှာပဲထူးဆန်းတဲ့ခြေတံကြီးတွေကြားလို့အားလုံးကြောင်သွားခဲ့တာပါ။ခဏကြာမှတော့ခြေတံကြီးပျောက်သွားပါရင်ဒီအချိန်မှာအိရှင်တို့လည်းအိမ်ပြင်ထွက်ပြီး ဆက်စုခဲ့ကြတာပါသူတို့မြင်ရတဲ့မြင်ကွင်းကိုတွေ့တော့မယုံနိုင်လောက်အောင်ဖြစ်သွားပါတယ်အဲ့ဒါကတော့မြေကြီးတဲ့နေဝင်ကြံနေတဲ့ခြေအားကြီးတွေပါပဲခြေအားကြီးတွေကြီးရတော့အားနဲ့ဆိုင်နှင်းလိုက်ပုံနဲ့ရပါတယ်ပြီးတော့ခြေလန်းကျဲကြီးတွေဆိုတာကိုလည်းသိသာစေပါတယ်ဒါပေမဲ့ခြေအားပုံစံကတော့ထိုးဆန်းနေပါတယ် ဝဝမြောင်းဝင်ရဲ့ခြေရာမဟုတ်တလို့ဘေးဖူရီရဲ့ခြေရာမျိုးလည်းမဟုတ်ပါဘူး။နောက်ပြီးခြေရာတွေကတနေရာအရောက်မှာဒီတိုင်းပြောက်ွယ်သွားခဲ့တာပါ။ဒီကိစ္စက FNT မြို့မှာအချိန်အတော်ကြာတဲ့အထိပြောခဲ့ရတဲ့ကိစ္စဖြစ်ခဲ့ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနေကောင်းချုပ်လိုက်ပါရင်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။